ဝိညာဉ်ကြီးကဖခင်ဆိုတဲ့စကားကိုကျွန်တော်ကိုကျမ်းစာထဲမှာထောက်ပြပေးပါလားတမားရှိလေလို့ဒါပေမဲ့ကျွန်တော်သိတာကတော့ယေရှုခရစ်တော်ကျွန်တော်အစကပောက်ချင်းပြကနေဗျာဒိတ်ချမ်းကြီးအထက်ထက်အခါခါဖတ်ခဲ့တဲ့အချိန်မှာဖတ်ခဲ့တဲ့အချိန်မှာကျွန်တော်ပြီးခဲ့တဲ့အရာတခုကပါလဲဆိုတော့ယေရှုကပါပြောလဲဆိုတော့မင်းတို့ကောင်းခင်အောင်ပါမြေကြီးမှာမင်းတို့ကောင်းခင်အဖတဘာတည်းပဲရှိတယ်တကယ်ဝိညာဉ်ကြီးရလီဒါကကိုယ့်ရဲ့အတင်းသူအတင်းသားတွေကို ဝิญဉ်ရေးရမှာတကယ် on fire ဖြစ်လအောင်လှုပ်ပေးတဲ့ parking meeting တွေဖြစ်ရမှာဆိုတော့ parking meeting တွေကအရာအရေးကြီးတယ်ဝิญဉ် parking meeting ဒီသူအဲ့အဲ့ဒီတေချာနားလည်အောင်ကျွန်တော်ပြောပြမယ်နော်တစ်ပေအခန်းကြီး9ကိုသွားကြည့်တကယ်ဝิญဉ် parking အမှန်အောက်မှာ meeting အောက်မှာသင်ရှိနေတဲ့အရန်ကောင်းကြီးခံစားလိမ့်မယ် ပြန်လောကမှာဝိညာဉ်ဖခင်ဆွဲအတုံးလုံးကို မကြာခဏကြာဘူးကြမှာပါဒါရမဲ့လေဒီစကလုံးလာနည်းနည်းလေးအငင်းကွားเสียဖြစ်နေတယ်သူရဲ့အရင်မြက်ကဘယ်ကလာတယ်လဲတုံးဖို့ညောတကယ်ကိုတိတ်တော်တယ်လားဆိုရဲမေဟွန်းဒီရှိနေပါတယ်တာမာချမ်းစာထဲမှာတိုင်းရိုက်မပါပါမဲ့ဒီအယူဆကယုံကြည်သူတွေချားမှာဆွေးနွေးမှုတွေအညာကြီးဖြစ်စေတဲ့အတွက်ကဲဒီကိစ္စကိုဒီနေ့အတူတူလေ့လာကြည့်ကြရအောင် ပထမအစောအနေနဲ့တီအထောင်းတုံးကိုဘာကြောင့်ရှောင်းတဲ့နေဆိုတဲ့အခိုင်အမာဆုံးလို့ပြောလို့ရတဲ့ကျမ်းစာအထောင်းထားတဲ့ကိုကိုကြည့်ကြအောင်အကြောင်းကတော့သခင်ယေရှုကိုယ်တိုင်ကတိတိကျကျပြက်ပြက်သားသားတတိပေးခဲ့တာရှိလို့ပါပဲဒီကျမ်းချက်ကတော့တော်တော်လေးကိုတိကျတယ်နော်အဘဆိုတဲ့ကုံဘိုးကိုဝိညာဉ်ရဲ့အချို့အခြားအရင်အမေဖြစ်ခဲ့ကောင်းကင်ဘုံကဖျားသခင်တပါးတည်းအတော်ပြေတိတန်ထားဖို့ပြောနေတာပါဒီမဲ့ဒီနေ့မှစဉ်းစားစရာတစ်ခုပေါ်လာပြီ ။သခင်ရွှေ့တွင်တင်ချက်ကဒီလောက်ရှင်းနေသားနဲ့ဘာကြောင့်တမန်တော်ပေါလုကဖက်ခင်းဆိုတဲ့အတုံးလုံးကိုတုံးခဲ့ပုံရလဲ။အဲ့ဒီချက်ကြောင့်ပဲဒီအကြောင်းအရာကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတာပေါ့။ဆရာဖခင်ဆိုတာ ဟိုဘယ်လိုမျိုးကိုခေါ်တာလဲဆရာဝိညာဉ်ဖခင်ဆိုတာဘယ်လိုမျိုးကိုပြောတာလဲဆိုတဲ့အရာလေးလဲဆရာဒါအလုံးဝ basic ပေါ့နော်အချို့ကလည်း spiritual father ဝိညာဉ်ဖခင်ဆိုတာဘာမျိုးကိုပြောတာလဲအဲကေတင်ချင်းရစီတဲ့သူလားဒါမှမဟုတ်ရင်ဝိညာဉ်ရေးရမှာဥဆောင်နေတဲ့သင်းအုပ်ဆရာကိုပြောတာလားဒါမှမဟုတ်ရင်လဲအဲကျွန်တော်ရဲ့နော်ဒီအဲဝိညာဉ်ရေးရခီးလမ်းမှာဆွဲခေါ်နေတဲ့သူကိုပြောတာလားအဲ့တော့ဒီအရာလေး ਨੇ ပတ်သက်ပြီးတော့လဲဆရာရှင်းပြပေးပါအောင်ဆရာ သိကောင်းတဲ့မိကုံးမဲ့ဆုကျေးဇူးတွေအိမ်မက်ဒီ spiritual လောကကြီးတစ်ခုလုံးရဲ့เนาะတကယ်အရင်အမြစ်တော့ကဝိညာဉ်ဖာကင်ပြီဖြစ်เนาะဒါကြောင့်ဝိညာဉ်ဖာကင်ကတိတ်အရေးကြီးတဲ့ဆိုတော့ကျွန်တော်တစ်ကောခန်းကြီး၃နဲ့တစ်ကောခန်းကြီး၄ကိုတရားလေးလာဖို့လိုတယ်ဒီနှစ်ခုကရှင်ဘောလူကဝိညာဉ်ဖာကင်နဲ့ပတ်သက်ပြီးတော့တော်တော်လေးဒီဒီရေးထားပေးတယ်เนาะဟုတ်ပြီဒီမှာတစ်ကောခန်းကြီး၄အငယ်၅ ဒါလေးပတ်ချင်တယ်သင်တို့ရင်ခရစ်တော်ဤအကြောင်းကို သင်ပေးသောဆရာတပေါင်းရှိတော့လေနော်အဘအမြာမရှိဧဝံဂေလိတရားအပြင်ငါသည်သင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီဝိညာဉ်ဖခင်ကဘာထပ်ပူလဲဆိုတော့နော်ဆရာတပေါင်းထပ်ပူတယ်ကောင်းတယ်နော်ကျမ်းစာပြောတာရှင်ဘောလူကသိကောင်းတယ် ဒါဆိုရင်ဖခင်ကဘယ်သူလဲရှင်ဘောလူကပြောတယ်နော်ဧဝံဂေလိတရားအပြင်ငါသည်သင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီဒါဆိုရင်တကယ်ကိုဖခင်နဲ့မိတ်ဆက်ပြီးဖခင်နဲ့တကယ်ကိုသူတို့ကိုထိတွေ့ပြီးတော့ခရစ်တော်အထေးထဲမှာသူတို့ဟာပေါက်ဖွာလာပြီးတော့တကယ်ကိုသူတို့ရဲ့အသက်တာထဲမှာကြီးမားတဲ့နော် ပြောင်းလဲမှုတွေကြီးမားတဲ့เนาะတကယ်ဟိုဘယ်လိုပြောမလဲ spiritual realm နဲ့မှာသူတို့ကစပြီးတော့เนาะငွေးဖွားခြင်းခံအသက်ပြုတ်ပြင်းခြင်းခံစီတဲ့ဖခင်ဖြစ်တယ်အမတိချက်ကဘယ်လိုဒီလိုဝိညာဉ်ဖခင်လို့ခေါ်မလဲเนาะဒီလူတွေကဝိညာဉ်ဖခင်တယ်တကယ်ကိုခရစ်တော်ထဲမှာကြီးတော်နောက်နောက်ကဝိညာဉ်ဖခင်နဲ့ပတ်သက်အငယ်16เนาะအငယ်16လို့ခေါ်တဲ့ကတိတ်ကောင်းတယ် ဧဝရီနဲ့မိတ်ဆက်ပြုံမဟုတ်ဘူးစချောင်းမှာရှင်ဘောလို့ပြောတယ်သူ့ဖြစ်ယူနေငါမင်းတို့ကခရစ်တိုနဲ့ဖြစ်ပွားစေတဲ့သူ့ဖြစ်ဧဝံဂေလိပြမိတ်ဆက်ပြုံမပြီးဘူးသူ့ဖြစ်ယူငါချင်းသည်နီးတူသင်တို့သည်ချင်းကြမိကြောင်းငါနိုးစော်တယ်ဆရာယုဒတန်ကတော့ချင်းငါချင်းနဲ့နီးတူချင်းပါတယ်သူကတော့နော်နှစ်ချင်း background ဆိုအချင်းဥစားပေးတယ်အခုစံမီကျမ်းမှာရေးတဲ့ဟာပိုကြိုက်တယ်ကျွန်တော်ကနော် သူဖြစ်၍ငါ့ကိုအတူယူသူများဖြစ်ကြရင်တင်တို့ကိုငါတိုက်တွန်းလို့ဆိုရည်အဲ့ဒါစာမိချမ်းပြန်ငါအသက်ရှင်တဲ့အတိုင်းတကယ်ကိုလိုက်အသက်ရှင်ဖို့အတွက်မင်းတို့ကတိုက်တွန်းတယ်ငါမင်းတို့ကိုပြောချင်တယ် simple step နော်ဒီအလေးကိုကျွန်တော်ပြချင်တယ်ဝိညာဉ်ဖားကြည့်စာဘာတူလဲကိုခရစ်တော်နဲ့မိတ်ဆက်ပြီးရုံမဟုတ်ဘူး ခရစ်တော်ထဲမှာကြီးထွားဖို့အတွက်ကိုယ်တိုင်အသက်ရှင်ပြပြီးကျွန်တော်နေ့စဉ်ကြည့်ရှုလို့ရတယ်ကျွန်တော်အပ္ပတာထဲမှာအတုယူလို့ရတယ်သင်ယူလို့ရတယ်ပုံကဖြစ်ဖို့လို့အဲ့ဒါကိုညင်ဖားခဲ့မယ်တိုးတဲ့ရတပုတ်ကိုပဲရှိတယ်အဘယ်သူကမြမင်းတို့ရဲ့အဖားလို့မခေါ်ရဘူးလေရှင်မသက်ခွင့်မခိုင်း23နှစ်တပတ်လိုက်နော်ဒီတော့မှအဖားတပါးပဲရှိတပါးပဲရှိတယ် ကောင်းကင်အောင်မြေကျွန်းမှာသင်တို့ကအပတပါပဲရှိသင်တို့ရဲ့ဝိညာဉ်ပါကြီးရဲ့တပါပဲရှိအဲ့ဒါကိုထပ်ပြီးဟောလို့ပြောရင်တော့စတက်ဖာသားလေးပေါ့နော်မင်းတို့ရဲ့ကျန်တဲ့သူကိုမင်းတို့မှအဖမရှိဘူးတဲ့ဝိညာဉ်ကြီးရမှာသင်တို့ကောင်းကင်အဖတပါးတွေပဲရှိတယ်အဖေကတပါးပဲတယောက်ပဲရှိတော့စတက်ဖာသားလေးပထွေးပါခေါ်ကျင်နေဆိုတော့တော်ရကြားပြန်နေကြားပြန်နေရောက်သွားအတိုးစင်မဟုတ်တော့ဘူးအတိုးစင်မကောင်းအဲ့ဒါကြားပြန်ဒီဝိညာဉ်ဖခင်ဝိညာဉ် မိခင်ဆိုရက်အစကလုံးဒီဟာဘေကနဲ့ဘလို့တုံးပြီးတော့ဘလို့အစအပြုတ်တလေဆိုရက်အရာလေးကိုကျွန်တော်ဒီကနေ့မနေ့ဒီနေ့မနေ့နည်းနည်းလေး sharing လုပ်ခြင်းပါတယ်เนาะအဲ့ဒီထောင်ထဲမှာပဲ on native ကပြောင်းလဲသွားတယ်။ on native ကပြောင်းလဲသွားတဲ့အခါမှာ on native အတွက်အာ ေါ်လူကဖိလိမုန်ကိုရေးပေးတဲ့စာကိုဖိလိမုန်ဩဝါဒစာလို့အာခေါ်ပါတယ်เนาะအဲ့ဒီမှာကျွန်တော်တို့အာပေါ်လူကဘလို့ရေးပေးတယ်လေဆိုတဲ့အရာကိုအာအနည်းငယ်ကျွန်တော်တို့ကျမ်းစာထဲမှာကျွန်တော်တို့အာကြည့်ရအောင်เนาะကြည့်ရအောင်အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့เนาะ အာရှိလမုံကအာခန်းကြီးတခန်းပဲရှိတယ်အငေကိုးထဲမှာပါတွေ့ရလဲဆိုတော့အသက်ကြီးသောပေါလုဒီဟူသောယေရှုခရစ်ကြောင့်အကျဉ်းခံရသောသူဖြစ်လက်ပင်မြတ်တာအဖြစ်တင်တာတင့်ကိုတောင်းပန်၏တဲ့အဲ့ဒီအောက်မှာ30ထဲမှာခြေနောင်ခြင်းကိုခံစင်တွင်ငါဖြစ်ပွားစေသောတာတီဟူသောတင်ဒီအထက်ကသုံးမရသောသူယခုတွင်ငါနှင့် တင်ဒီအတုံးရတော့သူအောနဲ့တဲ့ဖုံငါတောင်းပါ၏ထိုသူကိုတင့်ထန်တော့ငါပြန်စီဒီဖြစ်၍သူကိုငါရင်သွေးကဲ့သို့မတ်လက်ခံလောနော်အာငါဖြစ်ပွားစေတော့ဒါအဲ့ဒီအဲ့လိုပြောတဲ့အခါမှာပေါ်လူကအာကျွန်တော်တို့တကယ်တမ်းအဲ့ဒီစကလုံးရဲ့နောက်ကွယ်မှာပေါ်လူကထောင်ထဲမှာတွေ့လို့ခရစ်တော်ကိုယာသွားတာဆိုတဲ့အရာကိုပြောကျင်တာ ြောကြတာအဲ့ဒီခါကျတော့အာကျွန်တော်တို့ဒီတန်းစာထဲမှာမှတ်တမ်းတင်တဲ့အခါငါဖြစ်ပွားစေတော့ငါသားသူ့ကိုငါယဉ်သွေးခဲ့တော့မတ်ပါဆိုတဲ့အရာကအာပြောမယ်ဆိုလို့ရှိရင်တော့ Philemon as ဖီလေမုန်စီမာအော်နေတင်အစာပေါ်လူကအော်နေတင်အတွက်အမခံပေးတဲ့အရာကိုပြောတာဖြစ်ပါတယ်နော်ငါဖြစ်ပွားစေတော့ငါသားလို့ပြောတဲ့အခါမှာကျွန်တော်တို့အာ အာကျွန်တော်တို့ဒီဇာတိအသွေးသားနဲ့ဖြစ်ပွားစေတဲ့အရာကိုပြောနေတာမဟုတ်ဘဲနဲ့အာဝိညာဉ်ရေးရမှာနော်ထောင်ထဲမှာရောက်မှာအောင်းတဲ့ဒီမှာပြောင်းလဲတဲ့အတွက်ကြောင့်မလို့အဲ့ဒီအောက်ကိုတောက်လျှောက်ကြည့်ရင်အာကျွန်တော်တို့အာတွေ့ရတယ်နော်အာပေါ်လူကိုတိုင်ကတုံးတဲ့ထဲမှာငါဖြစ်ပွားစေတော့ငါသားလို့ သုံးတဲ့အခါမှာအာသူ့ကြောင့်ပြောင်းလဲတယ်ဆိုတဲ့အရာကသူကခရစ်တော်ကိုမိတ်ဆက်ပေးလို့ပြောင်းလဲတယ်ဆိုတဲ့အရာပေါ်မှာငါယဉ်သွေးခဲ့တော့ငါပေးပါဆိုတဲ့အရာကိုကျွန်တော်တို့အာနားလေရတယ်အဲကြောင့်ကျွန်တော်တို့တန်းစာထဲမှာကျွန်တော်တို့ဒီအာဒီဝိညာဉ်သားသမီးဆိုတဲ့အရာတွေဝိညာဉ်ဖခင်ဆိုတာတွေကအာရှိသလားပေါ့နော်အာကျွန်တော်တို့ပြောကြတယ်အာကျွန်တော်တို့အာဒီ ဒီအရာကိုဝိညာဉ်မိခင်ဖခင်ဆိုတဲ့အရာကိုလက်ခံတဲ့သူရှိတယ်လို့လက်မခံတဲ့သူရှိပါတယ်ဒါမဲ့စံစာထဲမှာ တွေ့တဲ့အရာကပေါ်လူကငါသားဆိုတဲ့အရာကပြောထားတဲ့အရာရှိတယ်။အဲ့ဒီအရာကိုကြည်တော်အဖြစ်များစွာသောတချို့သောညီကိုတွေကနော်ဝိညာဉ်ဖခင်ဝိညာဉ်မိခင်ဆိုတာရှိတယ်ဆိုတဲ့အရာကိုအာခံယူကြတယ်တချို့ကြတော့အာကျန်စာတယ်မပါဘူးဝိညာဉ်မိခင်ဖခင်ဟာခရစ်တော်တပါးပဲဆိုတဲ့အရာဒီလက်မခံတဲ့သူတွေရှိတယ်။ကဲမင်းဆိုရင်အနေနဲ့ကောနော်ကျန်စာတယ်မှာကျွန်တော်တို့တွေ့တဲ့အရာကတော့ဝိညာဉ်မိခင်ဝိညာဉ်ဖခင်ဆိုတာရှိတယ်နော် ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ကဘာတူလဲယောဟန်ခန်းကြီးတစ်အငယ်7နဲ့73မှာယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာဖခင်တခင်ရဲ့တားဖြစ်ရတဲ့အခွင့်ကိုရပါတယ်အဲ့ဒီတားဖြစ်ခြင်းအခွင့်ကလူကမွေးဖွားပလိုက်တာမဟုတ်ဘူးအမှုတော်ဆောင်တွေဓမ္မဆရာတွေတဲအုပ်ဆရာတွေကမွေးဖွားပလိုက်တာမဟုတ်ဘူးဖခင်တခင် မွေးဖွားပလိုက်တာဖြစ်တယ်လို့နှုတ်ကပတ်တော်မှာတီတီကြကြဖော်ပြထားပါတယ်အဲ့တော့ယုံကြည်သူတဲ့ရောက်ရဲ့ဝိညာဉ်ဖခင်ဟာ ဖရာတခင်ကိုတိုင်ပဲဖြစ်ပါတယ်။ယောမအခန်းကြီး၈အငယ်၁၆မှာဆိုရင်လဲကျွန်တော်တို့ဟာဖရာတခင်ရဲ့သားဖြစ်တယ်ဆိုတာကိုဝိညာဉ်တော်ကတဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့အတူတသက်ခံနေဖရာတခင်ရဲ့သားသမီးအခုတလောဝိညာဉ်ဖခင်နဲ့ပတ်သက်ပြီးပွဲတွေဖြစ်နေတော့ကျွန်တော်တို့ပွဲလန်နှုံးချခင်းနေလို့တော့မပြောပါနဲ့ဖြာခင်ရတာလောက်ကတော့ကျွန်တော်စိတ်ဝင်စားဘူးအဲ့ပွဲတစ်ခုလုံးရဲ့အဓိကကြတဲ့မင်းသားနေရာကိုပဲကျွန်တော်ကရအောင်ယူမှာအဲ့လိုယုံကြည်သူတိုင်းရဲ့ဝိညာဉ်ဖခင်ဟာ ဖရာတခင်ဖြစ်ပါတယ်ဒါဆိုရင်ဝိညာဉ်ရေးရကိုဦးဆောင်နေတဲ့အမှုတော်ဆောင်တွေကိုကျမ်းစာကဘလို့ခေါ်ထားသလဲဓမ္မဆရာလို့ခေါ်ထားတာရှိတယ်သင်အုပ်လို့ခေါ်ထားတာရှိတယ်တမန်တော်ပရောဖက်မဆာ၍တိုးထိန်စသဖြင့်ခေါ်ထားတယ်ကျမ်းစာထဲမှာပါတဲ့တမန်တော်တွေကတော့ကိုကျိုးကိုစွန့်ပြီးမှလူတွေရဲ့ဝိညာဉ်ရေးကောင်းစားဖို့အတွက်အသေးခံသွားတယ်ဆိုတာကိုတွေ့ရတယ်။တဲအုပ်တွေကိုတိုးထိန်လို့ခေါ်ပေမဲ့အဲ့ဒီတိုးထိန်တွေဟာအငားတွေပဲဖြစ်တယ်။စစ်မှန်တဲ့တိုးထိန်ရှင်ကတော့ယေရှုခရစ်တော်တပါးတွေပဲဖြစ်ပါတယ်။ ယောဟန်ခန်းကြီး30အငယ်17နဲ့17မှာငါဒီကောင်းသောတိုးထိန်ဖြစ်၏ကောင်းသောတိုးထိန်သည်တိုးတို့အဖို့အလို့ငါမိမိအသက်ကိုစွန့်သက်၏တဲ့ယေရှုခရစ်တော်ကတိုးတွေကိုတိတ်ချတဲ့အခါမှာတိုးတွေအတွက်အသေးခံနေတဲ့အမှုတော်ဆောင်တွေတင်းအုပ်ဆရာတွေယုံကြည်သူတွေရဲ့ဝိညာဉ်ရေးကိုဆွဲခေါ်နေတဲ့သူတွေဟာယုံကြည်သူတွေရဲ့ဝိညာဉ်ဖခင်လုံးဝမဟုတ်ပါဘူးယုံကြည်သူတွေရဲ့ဝိညာဉ်ဖခင်ဟာဖျားတခင်တပါးတွေပဲဖြစ်ပါတယ်အဲ့တော့တခြားသူတွေကိုအဖေခေါ်လို့မရလားဆိုရတာပေါ့ ကျွန်တော်တို့ရဲ့အဖေအရင်ရှိမှတခြားသူတွေကိုအဖေလို့ခေါ်လို့ရှိရင်အဖေအရင်ကစိတ်မကောင်းဖြစ်တယ်။ကိုယ့်ရဲ့အဖေအရင်ကလွဲလို့ရှိရင်တခြားသူတွေဟာအဖေလုံးဝမဖြစ်နိုင်ပါဘူး။အဲ့ဒါတွေအားလုံးကပထွေးပဲဖြစ်ရင်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါကြောင့်ယုံကြည်သူတွေအားလုံးနားလည်စေချင်တယ်။ဘ ᱹ ဒုကိုဘဲဝါကိုတိုက်ခိုက်တာတော့လုံးဝမဟုတ်ဘူး။နှုတ်ကပတ်တော်ကျမ်းစာထဲမှာပြောထားရင်ပြောထားတဲ့အတိုင်းပဲယုံကြည်သူအားလုံးကိုနားလည်စေချင်တာဖြစ်ပါတယ်။ဝိညာဉ်ဖခင်ဆိုတာရှိတယ်ဗျာ။ဝိညာဉ်ဖခင်လေ။ကျမ်းစာထဲမှာဝိညာဉ်ဖခင်ဆိုတာကျွန်တော်ပြကြည့်ဝိညာဉ်ဖခင်ဆိုတာကျွန်တော်ပြကြည့်လိုက်ဘယ်မှာလဲဝိညာဉ်ဖခင် ယေရှုကပါပြောလေသင်တို့ကောင်းကင်အဖမတပါတဲ့တခြားသူကတခြားသောသူကိုအဖလို့မခေါ်နဲ့လို့ရှင်မသေးတယ်မှာပြောထားတယ်မဟုတ်ဘူးလား we step by step အဲ့ဒီဝိညာဉ်ပါကင်နေဆိုတဲ့သူတွေကကိုယ့်ကိုဝန်ခံပါသူတို့ကိုဝန်ခံပါသူတို့ကိုကားဝယ်ပေးပါနင်တို့ကားပေါင်းပေါင်းစီးခြင်းနင်တို့ငါတို့ကားဝယ်ပေးအဲ့ဒါဆိုနင်တို့ကားပေါင်းပေါင်းစီးရမယ်ဆိုတဲ့ဝိညာဉ်ပါကင်နေလားပြီးနောက်ပယ်မှာသူနဲ့သူတို့နဲ့အစင်မပြေတော့လို့ရှင်အစင်မပြေတော့ဘူးဆိုလို့ရှင်အဲ့ဒီလူကိုဟိုးဟိုးပါလေအမိုက်အမိုက်တစ်ခုလို့ခြေပြီးတော့မှနောက်ပယ်မှာမကောင်းပြောရတာတွေအဲ့ဒါတွေကဝိညာဉ်ပါကင်နေလား No ဝိညာဉ်ရေးရာဖခင်ဆိုတာကတော့ကျွန်တော်ရဲ့ personal ပေါ့နော်ခံယူချက်လည်းဖြစ်ပါတယ်မရှိပါဘူးဝိညာဉ်ကသာဝရအသက်ရှင်မဲ့ဝိညာဉ်ကိုကယ်တင်တဲ့ဖခင်ကကျွန်တော်တို့နော်ယေရှုခရစ်တော်ကိုယုံကြည်တဲ့ညီကိုမောင်နှမတွေမှာယေရှုခရစ်တော်ဒီလိုကျွန်တော်တို့ရဲ့ကောင်းခင်အဖသာဝရဖခင်တပါးပဲရှိပါတယ်